င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့လည်းကိသတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းမြို့ကိုကြော်ပြီးငလင်ဘေးကူညီကယ်ဆယ်ရေးတောင်းမဲ့အဖွဲ့တွေနဲ့ရင်တန်းတွေကိုအကြံဖက်စစ်ကောင်စီတက်တဲ့ပြူစော့တီတွေကတားဆီးနေပြီးတော့သူတို့ခွင့်ပြုချက်မရှိဘဲတော်လိုင်းရေးအဖွဲ့တွေစိုးမိုးတဲ့ဒေသတွေကိုတွားရောက်ကူညီခွင့်မရှိဘူးဆိုပြီးပြောဆိုပိတ်ပင်လာတယ်ဆိုပါတယ်အကြံဖက်စစ်ကောင်စီက ပြည်သူတွေငလင်တန်းတင့်နေတဲ့အချိန်ကုညီကဲဆက်ရစ်တွေကိုထိထိရောက်ရောက်မလုပ်နိုင်ပဲမင်းအောင်လိုင်ရဲ့ညွန်ကြားချက်အရာဆိုပြီးစစ်ကောင်စီရဲ့တာသနာရေးဒုဝင်ကြီးမန္တလေးဝင်ကြီးချုပ်နဲ့စစ်ဘိုလ်ချုပ်တစုကကြောက်စဲရွှေသိမ်းတော်ဖရားမှာအတိတ်တန်ပွဲထိုးရဲတရချင်းနေပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစိုးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းမြို့ကိုကြော်ပြီးငလင်ဘေးကုညီကဲဆက်ရစ်သွားမယ်အဖွဲ့တွေနဲ့ရင်တန်းတွေကို ဂျပန်စစ်ကောင်စီတပ်နဲ့ပြူစောထီတွေကတားဆီးနေပြီးတော့သူတို့ခွင့်ပြုချက်မရှိပဲဒေါ်လာရေးအဖွဲ့တွေစိုးမိုးတဲ့ဒေသတွေကိုတွားရောက်ကူညီခွင့်မရှိဘူးဆိုပြီးပြောဆိုပိတ်ပင်လာတယ်လို့တားဆီးခံရတဲ့ကူညီအဖွဲ့တချို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ဧပြီလ6ရက်နေ့ဖြစ်တဲ့မနေ့ကနေငလင်နန်တင့်ထားတဲ့စကိုင်းတိုင်းမင်းကွန်းဒေသအတွက်တွားရောက်ကူညီမဲ့အဖွဲ့တွေကိုစကိုင်းမြို့အထက်မှာအချက်ဖက်စကောင်စီတပ်နဲ့ပြူစောထီအဖွဲ့တွေကတားဆီးပိတ်ပင်နေတာဖြစ်တယ်လို့ မင်းကွန်ဒေတာမှာရှိတဲ့သူတို့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ထားမှုမရှိတဲ့အတွက်ဆိုပြီးတွားခွင့်မပေးဘူးလို့ဆိုပါတယ်တကယ်လို့လှူချင်းရင်စကိုင်းမျိုးပေါ်ကသူတို့စစ်ကောင်စီတပ်ဖွဲ့တွေစီမှာတွားလှူလို့ပြောပြီးမလှူချင်းရင်ပြန်ကြဆိုပြီးတော့မောင်းထုတ်လိုက်တဲ့အပြင်သူတို့ခွင့်ပြုချက်မရှိဘဲဘသူမှတွားခွင့်မရှိဘူးဆိုပြီးပိတ်ပင်ထားတယ်လို့တာစီခံခဲ့ရတဲ့ကုညီကစေးအဖွဲ့ရဲ့တာဝန်ရှိသူကိုတိုင်ကရန်ကုန်ခေတ္တကိုပြောထားပါတယ် လက်ရှိစကိုင်းမြို့ပေါ်မှာလည်းအဂျပန်စကောက်စီတက်တဲ့ပြူစော့တီတွေကတနတ်တကားကားနဲ့ပရာဟိတကူညီရေးအဖွဲ့တွေကိုစစ်ဆေးတာတွေလုပ်နေတဲ့အပြင်ဘာလာတဲ့ကူညီရေးပစ္စည်းတွေကိုပါဟိုလှန်ဒီလှန်နဲ့စစ်ဆေးတာတွေလုပ်နေသလိုတို့စကောက်စီရဲ့ခွင့်ပြုချက်ရထားတဲ့ထောက်ခံချက်ပြလို့ပြောပြီးမပြနိုင်ရင်တွားခွင့်မရှိဘူးဆိုပြီးတော့ပါတာစီပိတ်ပင်နေတယ်လို့လည်းစကိုင်းတောင်ယိုကဘုံကြီးကျောင်းတွေနဲ့တိလရှင်ကျောင်းတွေကိုတွားရောက်လှူဒတ်မဲ့ကူညီရေးအဖွဲ့တခုကတို့ကိုယ်တိုင်တာစီခံရတဲ့အကြောင်းကိုပြောထားပါသေးတယ်အဲ့ဒီလို့ အဂျက်ဖစကောက်စီတက်တဲ့ပြူစော့တီတွေကစကိုင်းမျိုးကိုကြော်ပြီးငလင်ဘိတ်ကူညီသွားမယ်အဖွဲ့တွေနဲ့ရင်တန်းတွေကိုသူတို့ခွင့်ပြုချက်မရှိဘဲတွားရောက်ကူညီခွင့်မရှိဘူးဆိုပြီးတနတ်တကန်းကနဲ့တာစီပိတ်ပင်နေတဲ့အတွက်အဝေးကလာတဲ့ကူညီပရာဟိတအဖွဲ့တွေလည်းလှည့်ပြန်တွားရတယ်လို့အဲ့ဒီဖြစ်စဉ်တွေကိုအသေးစိတ်တွေ့ရှိထားတဲ့ဒေသခံပြည်သူတွေရောတာစီခံရတဲ့ကူညီအဖွဲ့တချို့ကပါအတိအတိပြောထားကြပါလိမ့်ခင်ဗျတဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီက ပြည်သူတွေငလင်တန်တင့်နေတဲ့အချိန်ကုနီကဲဆဲရေတွေကိုထိထိရောက်ရောက်မလုံနိုင်ပဲမင်းအောင်လိုင်းရဲ့ညွန်ကြားချက်အရာဆိုပြီးစစ်ကောင်စီရဲ့တာသနာ၏ဒူဝင်ကြီးမန္တလေးဝင်ကြီးချုပ်နဲ့စစ်ဘိုလ်ချုပ်တစုကကြောက်စဲရွှေသိန်းတော်ဖရမအဋိဌံပွဲထုတ်ရေရချီနေပြန်တယ်လို့ကြောက်စဲမြို့နယ်တန်ခနိုင်ကအဖွဲ့ဝင်တန်ခါတော်တချို့နဲ့ကြောက်စဲမြို့ပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါရတယ်။ဒါကတော့ဧပြီလ၄ရက်နေ့ကပဲအချက်ဖက်စစ်ကောင်စီလက်အောက်ခံမန္တလေးတိုင်းဝင်ကြီးချုပ်မျိုးအောင်တာသနာ၏ဒူဝင်ကြီးနဲ့စစ်ဘိုလ်ချုပ်တစုက အကျက်ဖတ်မင်းအွန်လိုင်းရဲ့ညွန်ကြားချက်ကြောင့်ဆိုပြီးမဟာရွှေသိန်းတော်ဖယားမှာအတိတ်ထံအနေနဲ့ငါပြောသည့်တရားရှိဖီးကိုပွဲထိုးပြီးတော့ကပ်ဘေးတွေကြော်လွှားနိုင်အောင်ဆိုပြီးရေရရာတွေလာချေတွားကြပြန်နေဆိုပါလေအဲ့ဒီမဟာရွှေသိန်းတော်ဖယားဟာဆူတောင်းပြည့်တယ်လို့ကြော်ကြားသလိုအနောရာမင်းကတည်ထားခဲ့ပြီးအရှင်အရဟံကတိမ်တမုတ်ခဲ့တယ်ဆိုပြီးတော့ပါတမိုင်းတွေမှာဖော်ပြထားတဲ့ကက်ကျော်ဖယားတစ်ခုအဖြစ်လက်ခံထားကြတဲ့အကြောင်းကိုလည်းကြောက်စဲမြို့နေတန်ကားတော်တပတ်ကမိန်ကြားထားပါသေးတယ်လက်ရှိမှာတော့ ငလင်တန်းကြောင့်ပြည်သူပေါင်းထောင်နဲ့ချီတိဆုံးထားပြီးနောက်ထပ်တန်းနဲ့ချီတဲ့ပြည်သူတွေဟာလည်းတိုက်တာအဆောက်အဦတွေပျက်စီးဆုံးရှုံးသွားတဲ့အတွက်နေစရာအိမ်ငှအဆဇာဝင်းနေရေးအဆအဆအရာရာဒုက္ခရောက်နေကြသလိုတချို့ပြောကြပျက်စီးထားတဲ့နေအိမ်တွေဆိုအခုချိန်ထိစစ်ကောင်စီဘက်ကကူညီကယ်ဆယ်ရေးတွေထိထိရောက်ရောက်မလုပ်နိုင်ပေ။တစ်ဖက်မှာတော့မင်းအောင်လှိုင်ရဲ့ညွန်ကြချက်အရာဆိုပြီးစစ်ကောင်စီရဲ့တာသနာရေးဒူဝင်ကြီးမန္တလေးဝင်ကြီးချုပ်နဲ့စစ်ဘိုလ်ချုပ်တစုက ကြောက်စဲရွှေသိန်းတော်ဖရားမှာအဋိတ်တန်ပွဲထုတ်ရေတရားခြေတာတွေတွားလုံနေကြတယ်လို့သိရပါတယ်ခင်ဗျာအဖမတော်လက်ရှိမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်အကြံဖတ်စစ်ကောင်စီတပ်ကမကွေးတိုင်းမြစ်ချိမြို့နယ်ညောင်ပင်ကြီးရွာကိုဘာတိုက်ပွဲမှမဖြစ်ပဲအကြောင်းမဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်နေအိမ်တွင်မိလောင်ပျက်စီးထားရပြန်တယ်လို့ဒေသခံပြည်သူတွေကရငုံခစ်တဲ့ကိုပြောပါတယ် လက်ရှိမှာ NGPDF တပ်တွေနဲ့တော်လိုင်းရေးတပ်တွေဟာငလင်ဒန်တင်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးတွေလုပ်နိုင်အောင်ဆိုပြီးယာယီအပြစ်ရပ်ပေးထားပြီမဲ့စစ်ကောင်စီကတော့သူတို့ကိုယ်တိုင်နိုင်ငံတကာကိုလူကြောက်ကောင်းအောင်ယာယီအပြစ်ရပ်ထားမယ်ပြောပြီးတစ်ဖက်မှာတော့လေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကိုတောက်လျှောက်လုပ်နေရမှာအခုလဲမြင့်ချေမြို့နယ်ညောင်မင်းကျေးရွာကိုဧပြီလ9ရက်နေ့ကပဲအကြောင်းမဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေကြောင့်ပဲ ညောင်မင်းကျေးရွာတွေကနေအိမ်16လုံးမိလုံပြကြသွားခဲ့ရပ်ပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။တစ်ဖက်မှာတော့ငလင်တန်းကြောင့်ပြည်သူတွေဟာပူပန်တော့ကတွေနဲ့ဒုက္ခပေါင်းများစွာကြုံတွေ့နေရတဲ့အချိန်စစ်ကောင်စီတပ်ကတော့ငလင်တန်းသိမ့်ပြည်သူတွေကိုထိရောက်တဲ့ကူညီကယ်ဆယ်ရေးတွေလည်းမလုပ်နိုင်တဲ့အပြင်တော်လန်ရေးတပ်တွေဘက်ကငလင်တန်းသိမ့်ပြည်သူတွေအတွက်အပြစ်ရပ်ပေးထားတာတော့စစ်ကောင်စီကိုယ်တိုင်ကအရသာပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေနဲ့စစ်ကြောင်းထိုးတာတွေလည်းလုပ်နေပြန်တယ်လို့သိရပါတယ်ခင်ဗျာ။ ဖက်မှာလည်းမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်အကြံဖက်စစ်ကောင်စီကတော့မုံပြင်းနဲ့မြို့တော်မြို့အဝင်းမှာပြည်သူတွေစီကနေချင်းချောင်းငွေညှက်တောင်းရန်ဒါတွေလုံနေတဲ့အပြင်လူငယ်တွေကိုပါစစ်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးဒါတွေလုံနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ April 9ရက်နေ့ကပဲမြို့တော်မြို့အဝင်းတိုးကိတ်မှာအကြံဖက်စစ်ကောင်စီတက်နဲ့နိုင်ပြိုင်ကျေးရွာအုပ်ချုပ်ရေးမှုအောင်မြင်သန်းဆိုသူတို့ပေါင်းပြီးဖြတ်သွားသမျှခီးတဲ့တင်ကားတွေနဲ့ဆိုင်ကယ်တွေကိုတားဆီးပြီးတော့ စိုင်းကဲတစည်းကိုငွေကျပ်တသိန်းနှုန်းအပြင်ခီးသည်တင်ကားရီပေါ်ကပြည်သူတွေစီကနေလေတဦးကိုငွေကျပ်တသောင်းနှုန်းနဲ့ကားပေါ်မှာပါလာတဲ့ခီးသည်တိုင်းစီကနေငွေညစ်တောင်းရန်ခဲ့ကြတယ်ဆိုပါတယ်ဒါအပြင်အဲဒီကေကနေဖြတ်တန်းသွားလာတဲ့အထက်လူငယ်တွေပါလာရင်လေဂျပန်စစ်ကောင်စီတပ်သားတွေကတခါတည်းဖမ်းဆီးပြီးတော့စစ်မှုထမ်းရမယ်ဆိုပြီးအရင်ဆုံးမတရားငွေညစ်တောင်းရန်ဓာတ်တွေလုတ်ပြီးမှသူတို့တောင်းတဲ့ငွေကိုမပေးနိုင်တဲ့လူငယ်တွေဆိုရင်တခါနဲ့ပေါ်တာဆွဲဖန်းစီထားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ တစ်ဖက်မှာတော့လက်ရှိငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အတွက်တခြားနိုင်ငံတကာကကူညီကယ်ဆယ်ရေးအဖွဲ့တွေကပါလာရောက်ပြီးကယ်ဆယ်ရေးတွေကိုဝိုင်းဝန်းလှုပ်ဆောင်ပေးနေပြီမဲ့အင်ရှင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကအကြမ်းဖက်စစ်ကောင်စီတပ်ကတော့ကူညီကယ်ဆယ်ရေးတွေကိုထိထိရောက်ရောက်မလုပ်နိုင်ပဲသူတို့စစ်တပ်အတွက်အခုလိုစစ်သားတွေစုဆောင်းဓာတ်တွေကိုပါအဆက်မပြတ်လုပ်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ